ော်လန်ပြည်သူပေါင်းလို့ရှင်ဒီတစ်ပတ်အတွက်ဘဲတော်လန်အဖွဲ့တွေကိုကူပြီးကြလှူပြီးကြပြီလဲရှင်သူ့ရဲ့ကူကြမယ်လှူကြမယ်စီစဉ်ရနေတော်လန်ပြည်သူတွေရဲ့ဒီအခက်ခဲကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးကြပါလေတော်လန်ခီးရဲ့အရွေးတွေမှာအောက်တစ်ချက်သေးတဲ့ဝင်းဖြစ်ကိုရိုင်းပါဝေထွန်းဆက်နိုင်ဖို့ကူကြမယ်လှူကြမယ် Hello တော်လန်ပြည်သူပေါင်းလို့ရှင် အပတ်စဉ်တင်ဆက်ပေးနေတာ PPTV ရဲ့ကုကြမယ်လူကြမယ်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ပြီးခဲ့တဲ့ကာလတွေကလုတ်ခဲ့တဲ့ကမ်ပိန်းတွေရှင်းမှန်းထားတဲ့တာဂက်တွေရောက်တဲ့အထိဝိုင်းဝန်းပေးခဲ့ကြတယ်။တော်လန်ပြည်သူပေါင်းကိုကျေးဇူးတင်ကဥစွာပြောချင်ပါတယ်ရှင်။ဒီလိုလူတရလုံးဟာတော်လည်းမှရရနေနဲ့ဒီဇိုင်းမမတ်ပါဝင်နေစဲပဲဖြစ်တယ်ဆိုတာကိုဒီကမ်ပိန်းအောင်မြင်မှုတွေကနေတနည်းတစ်ပုံနဲ့ညွှန်ပြနေရပါ။ကဲဒါဆိုတော့သူပထမဆုံးပြောပြပေးမယ့်ကမ်ပိန်းဟာ Defense Operations for DO4 campaign ဖြစ်ပါတယ်။ဒီ campaign ကမိုးကုတ်မြို့အနီးတစ်ဝိုက်ကမန္တလေးစစ်ဌာနအောက်မှာရှိတဲ့တရင်လေးဖွဲ့ကို ထောက်ပံ့မှုအတွက်လှုပ်ဆောင်တဲ့ campaign ဖြစ်ပါတယ်။ campaign ကာလကတော့နိုဝင်ဘာ26ကနေဒီဇင်ဘာ16ရက်ထိဖြစ်ပါတယ်ရှင်။ campaign target ကိုတော့စက်သိန်းတစ်ထောင်သတ်မှတ်ထားပါတယ်။မိုးကုတ်နဲ့မိုးမိတ်ကနေ TNL စုံမယ်ဆိုတော့မိုးကုတ်ပြူဟာတည်ရင်တွေအတွက်ဝိုင်းပြီးတော့ထောက်ပံ့မှုတွေလုပ်ကြတာအားရကျင်းက်ဖွဲ့တွေ့ရပါတယ်ရှင်။ အခုလည်းအဲ့ဒီမိုးကုတ်အနီးတစ်ဝိုက်ကတရင်တပ်ဖွဲ့တွေအတွက် အခုကံမဲကိုလှုပ်ဆောင်နေရပါ Defense Operation 4 DO4 ကရှားလာမဲ့ရှမ်းပုံငွေတွေကိုကြောက်ဆဲခရိုင်တရင်3ပြင်ဦးလေခရိုင်တရင်939ပြင်ဦးလေခရိုင်တရင်9130နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်913တရင်တို့ကိုထောက်ပို့ပေးသွားမှာဖြစ်ပါတယ်ငါတို့မှာငါတို့ဝဲရှိရဲဆိုတဲ့စကားလိုပါပဲရှင် TNL ထုတ်ခွာသွားတဲ့မျိုးတွေကို တော်လန်ရေးတက်တွေပြန်ထိန်းချုပ်နိုင်မှုအတွက်တော်လန်ပြည်သူတွေရဲ့ထောက်ပံ့မှုများစွာလိုအပ်နေရပါ။အဲဒါကြောင့် Defense Operation 4 DO4 ကမင်းမှာပါဝင်ကူညီပေးကြဖို့အတွက်လည်းသူကတိုက်တွန်းချင်ပါတယ်ရှင်။ကမင်းမှာပါဝင်လူသူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့သူကကုတ်တုတ်ကနေတောက်ရောက်ထောက်ပံ့ပေးနိုင်ပါတယ်ရှင်။ခုထပ်ပြီးမိတ်ဆက်ပေးမယ့်ကမိန်းကတော့တော်လန်ထောက်ကူငွေနှစ်အလှူကမိန်းဖြစ်ပါလေ ကင်းဒီမှာအခြေချပြီးတော့စစ်ပီးရှောင်တွေအရေးကိုဒီဇိုင်းမမတ်ကူညီလှုပ်ဆောင်ပေးနေတဲ့ကလင်းရန်ကုန်အဖွဲ့ကပြုလုပ်တဲ့ကမ်မင်းဖြစ်ပါတယ်။ကမ်မင်းကာလကတော့နိုဝင်ဘာ25ရက်ကနေဒီဇင်ဘာ9ရက်အထိဖြစ်ပါတယ်ရှင်။ကမ်မင်းတာဂက်ကတော့7သိန်းတစ်ထောင်ပါ။ကမ်မင်းကနေရရှိမဲ့ရန်ပုံငွေတွေကိုပညာရေးကဏ္ဍအတွက်20ရာခိုင်နှုန်း၊ကျန်းမာရေးကဏ္ဍအတွက်20ရာခိုင်နှုန်း၊မျှဝေရေးကဏ္ဍအတွက်ကတော့30ရာခိုင်နှုန်းနဲ့ ောက်ပံ့ရင်ကဏ္ဍအတွက်ကို30ရာခိုင်နှုန်းအသုံးပြုသွားမှာဖြစ်တယ်လို့အသိပေးထားပါတယ်ရှင်။စစ်ပေးရှောင်ကလေးငယ်တွေဘေးကင်းလုံခြုံစွာပညာသင်ကြားနိုင်စေဖို့အတွက်စာသင်ဆောင်စောင့်ရန်အခမဲ့စေကန်းကိုအားကိုးအားထားပြုနေရတဲ့စစ်ပေးရှောင်သွေးစင်တွေအတွက်ကျန်းမာရေးဆောင်ရှားမှုပေးရန်နေရဆွန့်ခွာပြီးရှောင်ပြေးခဲ့ရတဲ့စစ်ဘေးရှောင် အိမ်နောက်စုတွေကိုစားနေရိတ်ခါမျှဝေပေးရန် အသက်ပေးကိုပေးပြီးတော့ရဲရဲဝင့်ဝင့်တော်လှန်နေကြတဲ့နှွေဦးသူရဲကောင်းတွေကိုထောက်ပံ့ကူညီရတဲ့အတွက်ဖြစ်တယ်လို့ကလင်းရန်ကောင်ကအသိပေးထားပါတယ်တော်လန်ပြည်သူတွေအနေနဲ့အခုကမဲလေးမှာပါဝင်ကူညီပေးကြဖို့အတွက်ကိုလည်းမေတ္တာရက်ခံချင်ပါတယ်ရှင်။ကမဲမှာပါဝင်လူသူတွေအနေနဲ့ခုဖော်ပြထားတဲ့ link နဲ့ကျွာကုတ်ကုတ်ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။အခုထပ်ပြီးတော့တံပြန်ကြည်တသောင်းကမဲနဲ့မိတ်ဆက်ပေးပါမယ်ရှင်။ ရမပင်ခရိုင်ပကဖကပြုလုပ်နေတဲ့ကမ်မိန်လေးဖြစ်ပါတယ်။ကမ်မိန်တာဂက်ကတော့ကြည်တသားဝယ်ယူနိုင်ရေးဖြစ်ပြီးတော့ကမ်မိန်ကာလာကိုတော့သတ်မှတ်မထားပါဘူးရှင်။2025ခုနှစ်အတွင်းမှာအစံဖက်ဆေးအုပ်စုကရမပင်ခရိုင်အတွင်းကိုလေချောင်းတိုက်ခိုက်မှုပါ820ကြိမ်ထိတောင်ရှိထားပြီးတော့ပြည်သူများစွာတိတ်ဆုံးခဲ့ရတာပါ။အစံဖက်ဆေးအုပ်စုကပြုလုပ်မယ့်အတူရောင်ရွေးကောက်ပွဲကို စစ်ရေးနိုင်ငံရေးနီးလန်းဆောင်တုံးပြီးတော့ဆန့်ကျင်မှာသာစနစ်ပြောင်းနိုင်ငံသစ်စီကိုချီတက်နိုင်မှာဖြစ်တယ်လို့လည်းရင်းမပင်ပါကဘကအသိပေးထားပါတယ်။အဲ့ဒီလိုအားလုံးချီတက်နိုင်အတွက်လည်းကမ်မိန်းမှာပါဝင်ကူညီပေးကြပါအောင်လို့ရင်းမပင်ပါကဘလည်းတိုက်တွန်းထားပါတယ်ရှင်။တော်လိုက်ပြည်သူတွေအနေနဲ့တံပြန်ကြည်ကတောင်းကမ်မိန်းမှာပါဝင်ကူညီပေးကြဖို့အတွက်လည်းသူကမေတ္တာရက်ခံပြစီရှင်။ကမ်မိန်းမှာပါဝင်လို့သူတွေအနေနဲ့အခုဖော်ပြထားတဲ့နေ့နဲ့သူကကုတ်တုကနေတွားရောက်ထောက်ပို့ပေးနိုင်ပါလိမ့်ရှင်။ နောက်ဆုံးပြောပြပေးမယ့်ကမ်ပိန်းကတော့စကိုင်းစီတို့ကမ်ပိန်းပါ။ NUG ကာကွယ်ဝင်ကြီးဌာနရဲ့စကိုင်းတိုင်းစစ်ဌာနအတွင်းကတပ်ဖွဲ့တွေအတွက်ကာကွယ်ပစ္စည်းတွေပံ့ပိုးနိုင်ရင်ရည်ရွယ်ပြီးတော့လှုပ်ဆောင်တဲ့ကမ်ပိန်းလေးဖြစ်ပါတယ်။ကမ်ပိန်းရည်မှန်ချက်ကတော့ American Dollar တသိန်းခွဲဖြစ်ပါတယ်ရှင်။ရွေမိုးဆောင်ရာသီတွေကြားမှာစစ်မြေပြင်မှာမပြည့်မစုံနေနေရတဲ့ရဲဘော်တွေအနာနေစေဖို့ရဲဘော်တွေအထိခိုက်နေစေဖို့ ရဲဘော်တွေအဆုံးရှုံးနည်းစေဖို့အတွက်အခုကံမေးကိုလှုပ်ဆောင်နေကြတာပါ။ကြီကအုပ်ထုပ်တလုံးအတွက်မြန်မာကျပ်ငွေ9သိန်းဒါမှမဟုတ်စင်ကာပူဒေါ်လာ150။ကြီကပြားတစ်ချက်အတွက်မြန်မာကျပ်ငွေ10သိန်းဒါမှမဟုတ်စင်ကာပူဒေါ်လာ300။ကြီကဝတ်ဆောင်တစ်စုံအတွက်ကတော့မြန်မာကျပ်ငွေ15သိန်းဒါမှမဟုတ်စင်ကာပူဒေါ်လာ450ကိုတအိုးချင်းလဲပါဝင်နိုင်တယ်လို့ဒါမှမဟုတ်စုပေါင်းပြီးတော့လဲပါဝင်ထောက်ပို့နိုင်ပါတယ်ရှင်။ တော်လန်ပြည်သူတွေအနေနဲ့သခိုင်းစီတို့ကမ်းမင်းမှာပါဝင်ပြီးတော့ကုညီထောက်ပံ့ပေးကြဖို့အတွက်လည်းသူကတိုက်တွန်းချင်ပါတယ်။ကမ်းမင်းမှာပါဝင်လို့သူတွေအနေနဲ့ခုဖော်ပြထားတဲ့ link နဲ့သူကကုတ်တော့ကနေတွားရထောက်ဖို့ပေးနိုင်ပါလိမ့်ရှင်။အခုပြောပြပေးခဲ့တဲ့ကမ်းမင်းတွေရှီမှန်းထားတဲ့ target တွေပြည့်မီဖို့ကတော်လန်ပြည်သူတွေအင်တိုင်းအားတိုင်းနဲ့ပါဝင်အားဖြစ်ပေးကြမယ်လို့သူကပြေဝယုံကြည်ပါတယ်ရှင်။ နောက်ဖက်တွင်မှာလည်းဘယ်နေရာမှာကိုရလှူရမယ်ရှာဖွေဖို့ခန့်နေကြတဲ့တော်လှန်ပြည်သူတွေအတွက်လှူနိုင်ကိုနိုင်ကြမယ်ကမ်ပိန်းတွေကိုထပ်မံရှာဖွေပြီးမိတ်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။ထဲသွင်းမိတ်ဆက်ပေးစီခြင်းတဲ့ကမ်ပိန်းတွေရှိလေဒီ post အောက်မှာ comment လာရေးပေးလို့ရပါတယ်ရှင်။ငါတို့မှာငါတို့ပဲရှိရင်ဒီတော်လှန်ရေးအောင်ဖို့အတွက်ငါတို့ကုမယ်ငါတို့လှူမယ်